လေးရက်အတွင်းတိုင်းနယ်ပြည်နယ်အနှံ့၌မိုးတဲထန်စွာရွာသွန်းနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ထိုးမှာမုတ်တုံလေအားကောင်းရှာမှအလွန်ကောင်းနေခြင်းအရှိဘက်မှရွေလျားလာသော လေပွေလှိုင်းများရဲ့အရှိန်အနောက်ဘက်မှရွေလျားလာသောလေပွေလှိုင်းများရဲ့အချိန်ထိုးကြောင့်ဂျွန်လ15ရက်ညနေမှဂျွန်လ16ရက်အတွင်းတိုင်းဒေသကြီးနဲ့ပြည်နယ်အနှံ့မှာမိုးတဲထန်စွာရွာသွန်းနိုင်ထေလို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအထူးမိုးလေဝသသတင်းသရအနေနဲ့သတိပေးထားပါသည်။ဒါအပြင်မြမကန်ယူရန်တချောင်းနဲ့ကန်လွန် ပင်လယ်ပြင်တွေမှာတနအီလင်35မိုင်ခန့်အထိ မိုးတက်လေးပြင်းတိုက်ခတ်ပြီး10ပေမှ12ပေခန့်အထိလှိုင်းများဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းနေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအီယာဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရစိတ်စိတ်မှနေရအနှံပြမိုးထချုံရွာပြီးအချို့သေးတာတွေမှသေးတာအလိုက်နဲ့နေရကွက်ကဘိုးကြီးနိုင်တယ်လို့ဆိုပါတယ် မိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးတီကြွေခြင်းလျှက်သပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်သတိပြုနေထိုင်ကြဖို့လည်းအတိပေးထားပါသေးလို့သိရပါသေးရှင်။